ထိုင်းနိုင်ငံရဲ့အခမဲ့ visa visa free နဲ့နှစ်ကြိမ်ထပ်ပို့ပြီးဝင်ရောက်ခွင့်မပြုတဲ့ထုတ်ပြန်ချက်ဟာထိုင်းတနိုင်ငံလုံးအပေါ်တရားမှုမရှိသလိုမြန်မာနိုင်ငံသားတွေအတွက်လည်းကြီးမားတဲ့တရားမှုရှိမှာမဟုတ်ကြောင်းခီးသွားလုပ်ငန်းလုပ်ကိုင်သူတွေစီကနေသိရပါဗျ။ဝေဝေသတင်းပေးပို့ထားပါရခင်ဗျာ။ထိုင်းနိုင်ငံဖူခက်လာဝကဌာနကနေထိုင်းနိုင်ငံကို အခမဲ့ visa visa free နဲ့လာရောက်မယ်။နိုင်ငံသားတွေကိုနှစ်ကြိမ်ထပ်ပို့ပြီးအခမဲ့ဝင်ရောက်သွားလာခွင့်မပေးတော့ဘူးလို့ နိုဝင်ဘာလ23ရက်ကထုတ်ပြန်တဲ့ထိုင်းဒေတာရင်သတင်းတွေအရသိရပါတယ်။တရားဝင်အကြောင်းပြချက်တိတိကျကျမရှိပဲနှစ်ကြိမ်ထက်ပိုပြီးအခမဲ့ဗီဇာနဲ့ဝင်ထွက်သွားလာနိုင်မယ်ဆိုဝင်ခွင့်နေပယ်ချခံရနိုင်ပြီးတရားမဝင်လုပ်ငန်းလုပ်ကင်နေမှုနဲ့စိုက်ပါမှုကင်းတွေအတွက်တင်းတင်းကျပ်ကျပ်စစ်ဆေးသွားမယ်အကြောင်းလည်းပါရှိပါတယ်။ဒီထုတ်ပြန်ချက်ဟာထိုင်းတနိုင်ငံလုံးအပေါ်တက်ရောက်မှာမဟုတ်သလိုမြန်မာနိုင်ငံသားတွေအတွက်လည်းရည်ရွယ်တာမဟုတ်ကြောင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာခီးသွွားလုပ်ငန်းလုပ်ကင်နေသူတယောက်ကပြောပါတယ်။ အာကျွန်တော်တို့မြန်မာပြည်သားတွေဆက်လျက်ပဲရတယ်အမ်ဆက်လျက်ရတဲ့လူကတော့ကြားနာမရှိဘူးခုကနိုင်ငံကြောင်းသားတော်တော်များများ60ပြည်သားပြီးတာရှိတယ်နှစ်ခါတည်းပို့ပြီးတော့ပေးရင်သူကအာဆက်စင်မယ်ပေါ့မပေးဘူးလို့သူဆိုလို့တော့မဟုတ်ဘူးဆက်စင်မယ်ဆိုတော့အေးချစစ်စစ်မယ်ပေါ့ထုတ်ပြန်ထားတာကအဲဒါနဲ့ဘန်ကောက်တော့မပါဘူးသူကဟိုဟာပေါ့ခဲရချင်းမရနှစ်နေရမှာပဲသူကထုတ်ပြန်လာတာအဲ့ဒါဆန်းနိုင်ငံသားတွေရဲ့အလုပ်တွေကိုနိုင်ငံသားတွေကလာလူနေရဆိုရဲအားလေးနဲ့သူကအတွင်းနေရတယ်အဲ့လိုမျိုးထွက်လာတာ ော်နောက်ပြီးတော့အဲ့ဒါတွေကချပြန်နေရလဲအဲ့ဒီနေလာရလဲသူလည်းဟိုမှာသိရမလားအမေရိကန်ကနေအရေးကြီးမဲ့ပါညာသူလည်းဘာလို့ချပြန်အောင်မလုပ်ဒီမှာမရှိနိုင်ဘူးလို့ကျွန်တော်ကတော့ထင်တယ်ဗျာ။ဘာသမီးမတွေကကိုယ်တွေကလည်းအချိန်ခံနေရတဲ့လူတွေပဲလေ။အနည်းဆုံး6လောက်လောက်ဒီမှာနေတယ်ဗျာ။ပြီးရင်ဟိုဟာ EDB ဇာတွေဘာတွေကြားနေမျိုးလုံးနေကြတာပဲလေ။ Oxygen မှသူကမလာနဲ့ဟေးလို့ပြောနေသူလောက်တုံးတာသူရှင်မလား။ထိုင်းရအောင်ဘယ်တော့မှအဲ့ဒီထိကလုပ်ငန်းအတိအမှန်ခံအောင်လို့။အခုလိုထုတ်ပြန်တာဟာနိုင်ငံသားတွေရဲ့တရားမဝင်လုပ်ငန်းတွေအထူးသဖြင့် cyber မှုခင်တွေနဲ့ ငွေကြေးခဝါချတာလူကုန်ကူပြီးညှိမှန်းနှိပ်စက်တာတို့လှုပ်ဆောင်နေကခီးသွွားပြစ်ဟန်ဆောင်နေခြင်းကနေကြိုတင်တားဆီးနိုင်မှုအတွက်အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနကိုအထူးတာဝန်ပေးထားတာဖြစ်ကြောင်းဖူခလာဝကကသတင်းထုတ်ပြန်ပါတယ်မြန်မာနိုင်ငံသားတွေအနေနဲ့ပြည်ပထွက်ခွာရမှာတော့အစ်စစ်စစ်တင်းကျပ်နေတာဖြစ်လို့ထိုင်းနိုင်ငံဘက်ကပါအခုလိုကြေညာချက်ထွက်လာတဲ့အပေါ်မှာတော့အနေငယ်စိုးရိမ်မိကြောင်းကိုထိုင်းနိုင်ငံကို14ရက်ဗီဇာနဲ့လာရောက်ခဲ့သူလူငယ်မျိုးသမီးတယောက်ကလည်းပြောပါဗျာ ။ဘာလို့မို့သွားမှလဲမိသားစုရှိလားပေါ့။ဟိုမှာအမျိုးရှိလားမရှိဘူး။ဒါဆိုဘာလို့သွားမှလဲ shopping ထွက်မှဒီတိုင်းပဲအမှမဟုတ်ဘူးပေါ့နော်။ခဏပဲတောင်းပြီးပြန်လာမှအဲ့လိုပြောတော့ဒါဆိုရင်ညီမလေးနေသွားလို့မရဘူးတဲ့။ TV သမားခါ ဆက်လေးရက်နဲ့သွားပြီးတော့ပြန်မလာဘဲနဲ့ဟိုမှာအလုပ်လုပ်ပြီးနေခဲ့မဲ့ပုံစံမျိုးပေါက်တယ်။ပြီးတော့အဖွဲအစည်းနဲ့လည်းမဟုတ်ဘူး။ဒါညီမကကြတော့ဒါကန်ကောင်းထောက်မှပြီးတော့အရစ်ခံရတဲ့ဂျာကနေပြီးတော့ကန်ကောင်းထောက်မှဆိုရင်ဒီအခက်ခဲကြရတယ်လွတ်လွတ်လာတယ်လို့ပဲပြောရမလားပေါ့နော်။ဒီလိုနောက်ပိုင်းညီတချို့လူတွေကြတော့အဲ့လိုမျိုးမဟုတ်ဘူး။ မြမလာတော့ကအဲ့လိုမျိုးအရစ်ခံကြရဆိုတော့လေဒီဘက်ကိုရောက်ပြန်တော့လေဒီဘက်ကပါထပ်ပြီးတော့တင်းကျက်တာတွေอืมဘယ်လိုနော်တင်းကျက်မှုတွေထပ်ပြီးတော့ရှိလာခဲ့တော့မြမနိုင်ငံသားတယောက်အနေနဲ့ဒီလိုမျိုး free နဲ့ထွက်လာဖို့စဉ်းစားစရာတော့ဖြစ်သွားပြီပေါ့နော်အအဆင်ပြေပါမလားဒါမှမဟုတ်ရင်လေတကယ်လို့နောက်တစ်ချိန်သားထပ်ပြီးတော့လာပြခဲ့တယ်ဆိုရင် tourist visa လေးရှောက်ပြီးတော့လာခဲ့ရင်တော့ပို့ပြီးတော့ညီမတို့အတွက်စိတ်ဖြစ်မလားအဆင်ပြေမလားပေါ့နော်အဲ့လိုမျိုးလေးတော့တွေးမိတယ်ရှင်ဟုတ်ထုတ်ပြန်ကြမှာတော့ မဲဆောက်မြောက်ရီလမ်းကြောင်းကနေပြန်ပို့ခံရတဲ့ဘသူမဆိုကြားဖြတ်ကွန်ရက်တွေနဲ့တက်ဆိုင်တဲ့အတွက်ထိုင်းနိုင်ငံအတွင်းလုံးဝပြန်ဝင်လို့ရမှာမဟုတ်ကြောင်းနဲ့တရားမဝင်နေထိုင်သူတွေနဲ့ဗီဇာသက်တမ်းကျော်နေသူတွေကိုပါနိုင်ငံအနှံ့မှာပုံမတင်ကျပ်စစ်ဆေးသွားမှာဖြစ်ကြောင်းဖော်ပြပါရှိပါတယ်။ကျွန်တော်ဝေပါ။